မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ဒီနေ့ကျွန်တော်ဝေမျှဖြစ်တဲ့အကြောင်းအရာကတော့ဆရာကြီးတစ်ပါးကဝေငှတယ်ပေါ့နော်ဒီပေါ်မှာဂိုင်းကနတ်တစ်ခုရဲ့ father ကနေပြီးတော့ပြန်လဲခြေပါတော့အဲ့တော့ဒီခါမှာကျွန်တော်အနေနဲ့စင်ကြင်မိတာ liberal ဆိုတာပါလဲ pluralism ဆိုတာပါလဲဆိုတာတည်တည်နေလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော် ဒီနေ့ဘာသာတရားဖျားအများများ ရှိပေမဲ့ဖျားရှင်မှာတော့လူနှမျိုးပဲဖျားပြုပေးသောကောင်းမှုတည်ယူသောယေရှုကိုလက်ခံယုံကြည်သူနဲ့မိမိကောင်းမှုကိုအမိပြုပြီးကူးမဲ့သူဆိုလူနှမျိုးပဲရှိတယ်။ဒါဆိုယေရှုကိုကိုးကွယ်သောသူတိုင်းကကောင်းကင်နိုင်ငံရောက်မလားလို့မေးရင်တော့ရှမသက်ခွနဲ့မှာတခင်လို့ခေါ်တိုင်းတရားတွေဝင်ကတိုင်းနှဆိုးတွေကိုမောင်းထုတ်တိုင်းတကုံးနမိတ်တွေပြတိုင်းကောင်းကင်နိုင်ငံ မရောက်ဘူးဆိုတာဖော်ပြထားပါတယ်ကျွန်တော်တို့ခရိယန်တော်တော်များများကကြီးခခွေကားငယ်ကိုတီးဖို့လိုတယ်ကကြီးဆိုကင်တင်ချင်းခခွေကခရိယန်သက်တမ်းနဲ့ကားငယ်ကဂိုင်းကနာပေါ့ဒီနေ့ကတော့ကြောင်းမြန်ဖြစ်တယ်ငါဂိုင်းကနာကိုလာမထီနဲ့ခခွေဆိုခရိယန်သက်တာကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့အများသောအဖြစ်ကတော့အထီးမြင့်လဲစရာဖြစ်သည်ပြီးတော့မှကင်တင်ချင်းဆိုတာဘယ်နာနေမှန်းတော့မသိဆိုတာကိုတွေ့ရတယ်ဒီနေ့ကျွန်တော်အသက်တာမှာဖြတ်သန်းတဲ့အခါမှာ तू ကတော့ဆရာတော်ကြီးပဲ तू ကတော့ဒေါက်တာဘွဲရဆရာကြီးပဲဒီလောက်ပဲသိထားတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီဆရာ liberal ဒီဆရာကတော့ pluralism စသဖြင့်ခွဲခြားသိလာတယ်ဗောနော်ဒါကြောင့်မလို့ဥစွာ pluralism ဆိုတော့ပါလဲ pluralism ဆိုတာကစင်ကမဟုတ် i am the way ဆိုတော့လက်မခံ i'm a way ဘာသာတိုင်းကကောင်းရပုံတို့ရောက်နိုင်တယ်လို့သူတို့ကလက်ခံယူကြတယ် I am the way ဆိုတာပြဿနာကိုဖြစ်စေတယ်။ငြိမ်းချမ်းမှု ပြတ်ပြားစေတယ်လို့သူတို့ခံယူထားတယ်။ကျွန်တော်မိတ်ဆွေထဲမှာလည်းမနေ့တိုင်းရုံးခန်းမှာတမကျန်းစာအုပ်ကိုင်ပြီး morning devotion လုပ်တယ်။တစ်ခါတည်းမှာသူ့ကိုဖုန်းကြောင်းမှာသွားတွေ့ရတယ်။သူကတရားသွားထိုင်တယ်။ဆိုတော့ pluralism ဖြစ်တယ်။ဘုရားလက်ရှိခိုးတယ်၊ဘုံကြီးတွေ့လဲဥချတယ်၊တရားလက်ထိုင်တယ်ဒီလိုပေါ့နော်။ဒါကြောင့်မလို့ဒါကိုအလွယ်ဆုံးဥပမာပေးရမယ်ဆိုရင်တော့အရွယ်မရောက်သေးတဲ့ပန်းငယ်လေးပေါ့။ ကိုအဖေကယောက်ျားလေးဖြစ်လို့သဘောထားကြည့်ပြီးယောက်ျားတွေမြင်တိုင်းအဖေလိုလိုက်ခေါ်ရင်မှန်သောအဖေကကြိုက်ပါမလားဘယ်လိုပြညတ်မလဲငါကလွှဲရင်ဘသူကမှအဖေလိုမခေါ်အောင်လို့ပြညတ်မှာပဲထိုးနည်း၎င်းမှန်သောဖေကငါမတပါအခြားသောဖေကမကိုခွဲရရုပ်တုစင်တုကိုကိုဖို့မလို့ရဥမချဝတ်မပြရလို့ပြညတ်ထားပါတယ်နောက်တစ်ချက်ကတော့ liberal ပေါ့နော် ဆိုတော့ဒီနေ့ကျန်းစာကြောင်းတော်တော်များများ liberal ဖြစ်တယ်လွတ်လပ်စွာတွေးခေါ်တာပေါ့ဆိုတော့ liberal ဝါဒီတိုင်းမှားတယ်လို့တော့ကျွန်တော်အနေနဲ့မပြောပါဘူးတချို့ကဒီလိုလွတ်လပ်စွာတွေးခေါ်ရင်းနဲ့ဖခင်ကသာ၍ကြီးမြတ်ကြောင်းမြင်တွေ့အောင်မြင်သွားသောသူရှိတယ်လို့လွတ်လပ်စွာတွေးခေါ်ရင်းနဲ့လမ်းလွဲသွားတဲ့သူတွေလည်းရှိတယ်တနည်းပြောမယ်ဆိုရင်လွတ်လပ်စွာတွေးခေါ်တမန်ကျန်းစာလို့တို့ပို့လျှော်လို့တတ်တယ်ဒါကိုအနည်းချုပ်ပြောရမယ်ဆိုရင်တော့ဗျာဒိတ်20နှစ်နောက်ဆုံးစာမျက်နှာမှာ ဒီပညာတိကျမ်းကိုအသက်သွင်းခြင်းနှုတ်ပယ်ခြင်းမလုပ်ရဒီကျမ်းစာမှာရှိသမျှချိန်ခြင်းအမင်္ဂလာထိုးသူပေါ်တက်ရောက်ပြီးတော့မှထိုကျမ်းစာမှာရှိသမျှကောင်းကြီးရတယ်ဆုံးရှုံးမယ်လို့ကျမ်းစာပညာထားတယ်အသက်သွင်းခြင်းနှုတ်ပယ်ခြင်းမပြုရဘူးတဲ့နောက်တစ်ချက်က antichrist antichrist ဆိုတာပါလဲလို့မင်းရှင်ယောဟန်ဒုတိယဆောင်မှာယေရှုသည်ခရစ်တော်ဟာဖျားဖြစ်တယ်လို့ညင်းပယ်တော်သူဟာ antichrist ပဲတဲ့ ထိုကျမ်းစာပဲထိုသောသောသူကိုမင်္ဂလာရှိစေသောလို့နှုတ်မဆက်နဲ့အိမ်ရိပ်ပင်အနေမခံနဲ့ထိုသောပြုလင်သူတို့ရဲ့အမင်္ဂလာနဲ့ဆက်ဆံလို့ရောက်ပြီဒီနေ့များသောအဖြစ်မှားတတ်တာတော့ဒီကင်းမြော်စင်ပေါ့နော်တိန်တက်စင်းသခင်ယေရှုကြောင်းပြောတယ်ဒါပေမဲ့သူတို့ကသခင်ယေရှုကဖျားမဟုတ်ဆိုတဲ့အကြောင်းကိုလိုက်လံပြောကြခြင်းဖြစ်တယ်1880မှာ1000 Charity Rose ဆိုတဲ့အသက်80နှစ်အရွယ်လူငယ်လေးပေါ့နော် သူကကိုပိုင်အဲအတွေးခေါ်နဲ့ အဲဂိုင်းကိုဖွဲ့လိုက်ခြင်းဖြစ်တယ်ဒါပေမဲ့သူနောက်လိုက်တဲ့ကိုးသန်းလောက်ရှိပြီဆိုတာသိရတယ်နောက်တစ်ချက်ကမိစ္ဆာပရောဖက်မိစ္ဆာပရောဖက်ကပို့ပြီးအန်တယ်များသူလည်းတမန်ကျမ်းစာနဲ့ပဲလာဥပမာကျမ်းစာထဲမှာအာဒံကိုဖရာဖန်ဆင်းပြီးထိုဘေးအတိကိုမစားရစားသောနေ့မှာအေကံမှန်သေရမယ်လို့ပညတ်တယ်ဒီပညတ်တရားသာမရှိဘူးဆိုလူလည်းတရိစ္ဆာန်နဲ့အတူတူပဲဒါပေမဲ့ဒါအောင်မလို့လားတဲ့စာတန်းက ထိုဘေးရန်တီးကိုမစားရစားသောနေ့မှာအင်ကန်မှန်သေးရမည်စံစာတိုင်းမဲ့လာပြီးမှမဟုတ်ဆိုပြီးကတ်ထည့်လိုက်အင်မတန်ကြောက်ဖို့ကောင်းပါတယ်ဗောနော်ဒီနေ့စံစာထဲမှာတော့베리မြို့သားကဲ့သို့ပေါ့စံစာကိုကြည်နိုသောစေတနာစိတ်နဲ့ခံယူပြီးမှန်ဒီမမှန်ဒီတည်ခြင်းအလုံးကနှုတ်ပတ်တော်ကိုနေ့တိုင်းစဉ်စစ်စစ်ကြည့်ရှုတတ်ဤဆိုသည့်အတိုင်းကျွန်တော်တမန်စံစာကိုစစ်စစ်ကြည့်ရှုတတ်ဖို့လိုအပ်ပါတယ် တဆက်တည်းပြောရမယ်ဆိုတော့ကျမ်းမာချမ်းသာတရားကျမ်းမာချမ်းသာတရားဟောတဲ့ဆရာရှိပါတယ်။မှားတယ်လို့တော့မဆိုလို့ဒါမဲ့တမန်ကျမ်းစာထဲမှာတော့တမန်တော်ရှင်ပေတုကငါ၌ရွှေမရှိငွေမရှိရှိသောအရာကိုသင်၌ငါပေးမည်။နာဇရဲမြို့သားယေရှုနာမ၌ထား၏လှမ်းသောလောဆိုပြီးအနာရောဂါငြိမ်းစေခဲ့တာတွေ့ရသလိုရွှေမရှိငွေမရှိ။ဆိုတော့တမန်ကျမ်းစာထဲမှာဖခင်ကလူတွေအမျိုးမျိုးကို အမျိုးမျိုးခွဲထားပါတယ်ဖျားရှိလူရှိချမ်းသာသောသူဖျားရှိချမ်းသာပြီးလူရှိစင်ရဲသောသူလူရှိစင်ရဲပြီးဖျားရှိနော်ချမ်းသာစသဖြင့်လူ၄မျိုးလောက်ခွဲထားတယ်ဆိုတော့ဖျားကိုယ်ပဲနေရာမှာထားလေသူအမျိုးသားလိုက်ရှိပါတယ်မိသည့်နေရာပြင်ရှိပါစေကိုကအရာရာ၌ကြီးစွာချီးမွမ်းပြီးဝမ်းမြောက်စွာအသက်ရှင်လဲဘုန်းတော်ထင်ရှားဖို့ပဲခရိယန်သက်တာဆိုရှာတဲ့မေရှက်ပြီးနေပေါ်လို့မိသည့်ကိုချနိုင်တယ် ထိုမီလျံနေရလဲဘုရားငါတို့ကဲတိုင်းနေဆိုသလိုပဲလူလောကအသက်ရှင်တဲ့အခါမှာဘုရားချမ်းသာခြင်းလားဆင်းရဲခြင်းလားမိသည့်နေရာတွင်ထားပါစေအရာရာ၌ကျေးဇူးတော်ချီးမွမ်းမဝမ်းမြောက်တော်ကြော်ဖြတ်ခြင်းပေါ့နော်ဒါမှန်သောခရိယံအသက်တာပါပဲပေါ့နောက်တစ်ချက်ကတမာဝိညာဉ်နဲ့မိစ္ဆာဝိညာဉ်ကိုခွဲခြားသိပါလို့တမန်တော်ရှင်ယောဟန်ကတတိပေးထားတယ်ဒီနေ့တရားတွေဝင်ကားတယ်တကူတွေပြတယ် ခွန်အားတွေရတယ်မှန်တယ်ဒါပေမဲ့တမာဝိညာဉ်နဲ့မိစ္ဆာဝိညာဉ်ခွဲခြားသိဖို့ရန်အတွဲနားလည်နိုင်အောင်တော့လွန်ခဲ့သောနှစ်နည်းငယ်ဆိုရင် TV Joshua ဆိုဆရာကြီးတစ်ပါးပေါ်ခဲ့ဘူးလေသူသွားလာပြီဆိုရင်ရင်နန်းအနေနဲ့ကြီးစွာသောတကူနမိတ် လက္ခဏာပြပြီးတော့မှတရားတွေဝင်ကားတယ်အားကြစရာလည်းကောင်းပါတယ်ဒါပေမဲ့သူကရုတ်တရက်တည်ဆုံသွားပြီးတည်ဆုံသွားတဲ့အခါသူ့ရဲ့တိသက်အခန်းထဲမှာအောက်လန်းနဲ့ဆိုင်တဲ့အစီအမံတွေတွေ့ရတယ်။များစွာသောအမျိုးသမီးတို့ကသူနဲ့ပတ်သက်ခဲ့ကြအောင် သိမြင်ရပါတယ်။ဒါကြောင့်အတိအားဖြင့်အပင်ကိုသိနိုင်တယ်။ဒီလူရဲ့ဟောကြားဝင်ကတက်သိခံတာနဲ့စင်ရဲ့နောက်ွယ်မှာသူရဲ့အသက်တာကျွန်တော်လေ့လာဖို့လိုအပ်တယ်။ဆိုတော့ကျမ်းစာကိုလွန်ပြီးဘယ်သူမှမယူသေးအာတဲ့။ဆိုတော့တမန်ကျမ်းစာကိုကျွန်တော်တို့လေ့စားပါမယ်။လူတွေကိုလည်းလေ့စားမယ်ဆရာသမားတွေကိုလေ့စားဒါပေမဲ့တမန်ကျမ်းစာထက်လွန်ပြီးတော့မှမလေ့စားမိဘူးလိုအပ်ပါတယ်။ဒီနေ့ ကျွန်တော်အနေနဲ့တမချမ်းပါအဓိကပြောလိုတာကတော့နော်ဒီနေ့ဂိုင်းကနာဩဝါဒအမျိုးမျိုးရှိတဲ့အခါမှာတမချမ်းဆောင်ဆေးဆေးကြည့်ရှုဖို့လိုတယ်။ဆရာကြီးဘီလီဂရီဟာအသက်60ကျော်မှသေးတာ။လူဖြစ်လာတာဘာနောင်တာအရဆုံးလဲလို့သူ့မေးတဲ့အခါမှာတမချမ်းဆောင်ကိုဒီထက်မကဖတ်ရှုသင့်တယ်ဆိုပြီးတော့သူနောင်တာစကားဆိုခဲ့တယ်။ဒါမဲ့သူကတစ်နှစ်ကို5ကြိမ်ပြီးအောင်ဖတ်တော်သူဖြစ်တယ်။တမချမ်းဆောင်ကိုအကြိမ်ရာပေါင်းများစွာသူဖတ်ရှုခဲ့တော့ သူတယောက်လည်းဖြစ်တယ်။ယောရှုတစ်ချက်မှာပညာတိကြားအောင်နော်နေညာမပြကြီးရှုဖတ်ရရမယ်ဆိုပြီးတော့မှဒါကိုပြီးတော့စင်ကျင်နှလုံးသွင်းဖို့လိုက်လျှောက်ဖို့အတွက်ကျမ်းစာပညာထားပါတယ်။ဒီအခါမှာအချို့သောဂိုင်းကနာတွေကကျမ်းစာမဖတ်ရဘူးဆိုရင်တော့ကျွန်တော်အနေနဲ့စင်ကျင်စရာဖြစ်တယ်။တမန်တော်ဝတ္ထုမှာတမှုကောနေလိသူဟူတယ်မကဘူးသူရဲ့မိသားစုအချွေအယံနေတယ်ကွာဖခင်ကိုကိုးကွယ်တယ် အစာရှောင်နေပေကန်းလူနဲ့စိတ်နှလုံးသားဖြူစင်သောသူဖြစ်တယ်။ဒါမှမသူကယ်တင်ခြင်းမရသေးပါဘူး။ဘုရားသခင်ကကောင်းကင်တစ်ပါးတပါးကိုဆေလွတ်ခဲ့ပြီးမှတမန်တော်ရှင်ပေတရုကိုအင်္ဂလိတရားဟောကြားစေခဲ့ပါတယ်။ဆိုရှင်ပေတရုရောက်လာပါတယ်။သခင်ယေရှုရဲ့ကယ်တင်ခြင်းတရားဝင်ကပြောကြားတဲ့အခါမှာသူဟာသခင်ယေရှုလက်ခံယုံကြည်ပြီးနှစ်ချင်းမင်္ဂလာခံယူခဲ့တယ်ဆိုတာကျမ်းစာထဲမှာများစွာတွေ့ရပါတယ်။ ထောက်မှုမှစလို့အက်သီယိုပီးမှအစုံအလုံးအချစ်ချင်းပဲဗတ်တီဇန်ခံယူခဲ့ပါတယ်ပေါ့ဆိုဒီနေ့ကျမ်းစာတစ်ချက်ကပညတ်တိအကျင့်အဖြစ်ဖြောင့်မတ်သို့ရောက်နိုင်လေသခင်ယေရှုဟာအချီးနှီးအသေးခံပြီသခင်ယေရှုကငါလန်ခီဖြစ်တယ်ငါ့အပြီးမပြုတ်လင်ဘယ်သူမြတ်ခမဲတော်ထံသို့မရောက်ရလို့ပြောခဲ့ပညတ်ခဲ့တယ်လို့ ယုံလောက်သောတည်တည်အများရှိသောလည်းမယုံကြည်နဲ့အဘယ်သူသည်အပြစ်စီရင်ခြင်းနဲ့ခံရမည်နည်းအပြစ်စီရင်ခြင်းနဲ့လွတ်နိုင်မည်နည်းလို့ပညာခဲ့ပါတယ်။အရောက်စီအောင်ဖြားရှိခောင်းကြီးပြေးပါစေ။